နော်ဘဝရဲ့ make up တက်တန်းမှာပေါ့နော်ပထမအဦးဆုံးမင်းသမီးရဲ့မင်္ဂလာဆောင်ကိုနှိမ့်ချေခွင့်ရတဲ့အတွက်ကျွန်တော်ဒီနေ့ကိုဘရောမမမေအရန်လဲခုံယူမယ်ဘရောမလည်းမမေကိုငယ်နဲ့ဆိုပြီးတော့အရန်ကိုသဘောထားပြည့်တဲ့ဇနီးမောင်နှံအခုဖြစ်သွားပြီပေါ့နော်အဲ့အတွက်လည်းအထူးကို congratulation ပါကိုငယ်ကပေါ့အရန်ချင်တာပေါ့ချင်တာပါ ်ဟုတ်ပါကုန်းရဆုပ်ပြီးတော့ဘယ်ချိန်ကြည့်ကြည့်ချစ်စရာလေးလှလိုက်တာလို့ပဲအများရင်ပြောတယ်။ဒါကတော့ဟိုကုန်းရအရန်ချစ်တာဟိုအရန်ချစ်တဲ့အချစ်တွေကကုန်းရမှာပေါ်လွင်နေလေနော်။အားကြောင့်မို့ February first week လောက်မှာသူကကျွန်တော်တို့တိုင်ပင်တာเนาะတိုင်ပင်ပြီးတဲ့ခါကျတော့သူဒီလိုမင်္ဂလာဆောင်ပွဲလေးလုပ်မယ်ဆိုပြီးကျွန်တော်တို့တိုင်ပင်နေတိုင်ပင်ပြီးတဲ့ခါမှာသူအပွဲရည်အတွက်ကိုပြောရယ်เนาะပွဲရည်အတွက်ပြောပြောဟုတ်တယ်ပွဲရည်အတွက်ကိုပြောတယ်ပြီးတော့ဒီစိုင်းတို့ကိုဒီပဲပွဲပေါ်မှာပါဝင်ကူညီပေးမယ်လေပေါ့တခြားစီစဉ်ကြရဲတိုင်ပင်ကြရဲပေါ့เนาะပွဲပွဲမှာဒီစိုင်းနေတဲ့မှာဆိုရင်စိုင်းနေတဲ့မှာလိမ့်မဲ့ကိစ္စတွေကိုအိတ်ခဲတွေကတခြားတိုင်ပင်နေ ဒီဇိုင်နာနဲ့ရလေတီတေးတိုင်မင်းနဲ့အစစ်စစ်မီတင်တွေလုပ်ပြီးတိုင်မင်းနဲ့ဟိုစုပြည့်ဟွာကြတော့ဒါကိုကအမြဲတမ်းလိမ့်နေကြအမြဲတမ်းတွေ့နေကြကိုကမင်းသမီးတယောက်အနေနဲ့ပဲတွေ့ရတာဟုတ်အခုချိန်မှာပထမဦးဆုံးပေါ်ထွက်တဲ့အားလည်းဖြစ်တယ်ဒီစိုင်းကြီးလေးမှာကဒီလှပခန္ဓာဖို့လိုအပ်တယ်ပေါ့နော်လှပခန္ဓာပဲလိုအပ်တဲ့အတွက်ဘယ်လိုလိမ့်ရမလဲဘယ်လိုထုံးမလဲပေါ့နော်ဝစ်စားပိုင်းရင်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ဒီဒီအသေးစိတ်တိုင်ပင်ကြရပေါ့နော်ကျွန်တော်တို့ဟုတ်တယ် ားကြတော့မြန်မာ friendship ရဲ့အမျိုးသမီးပုံစံလေးဆိုတော့လေအာကြက်တီရှိရှိနဲ့လှလှပပလေးဖြစ်အောင်ကျွန်တော်တို့ fan တီးမယ်ဆိုပြီးတော့ကျွန်တော်တို့စဉ်းစားခဲ့တာပေါ့နော်ပထမအဦးဆုံးဒီဇိုင်နာနဲ့တိုင်ပင်တဲ့အခါကျတော့ပထမအင်ကြီးကပုံစံထွက်ပြီးသွားရင်နော်အဲ့ဒါဆွပြင်းနဲ့မလိုက်တော့ဘူးဆိုပြီးတော့ကျွန်တော်တို့က အာဆယ်ရက်လောက်တော့အတွင်းမှာတစ်ခါထပ်ပြီးတော့ဝစ်ဆုံပြန်ပြောင်းခဲ့သုံးလေးစုံလောက်ပြည့်ပြည့်အတွက်ဟုတ်တယ်စီစဉ်ထားပေးရပါဘောနော်ရိုဟာဆယ်အချိန်ချင်းလုပ်တယ် make space for her အပြည့်လုပ်တယ်ဝစ်ဆုံစုံနဲ့လုပ်ကြည့်ရင်ဟဲ့တစုံနဲ့ထပ်လုပ်ကြည့်တယ်အချိန်ချင်းလုပ်ကြည့်တဲ့အချိန်မှာကျတော့ဟိုဒါအကောင်းဆုံးဟိုပဲဘောနော်ဒရိုသမီးတယောက်အနေနဲ့စုပ်ပြို့တွေ့ရမှာဖြစ်တဲ့အတွက်ဒရိုသမီးတယောက်အနေနဲ့ဟိုဘလောက်လှပချော်ရှင်းရအောင်လေချက်ပြင်စင်မလဲဝစားစင်မလဲဆိုတော့တိစတိုင်မြင်ပြီးတော့ဖြစ်တဲ့ချိန်ကိုအလားဆုံးသူတို့သမီးလေးတယောက်အနေနဲ့အနေနဲ့ဒီမှာတွေ့မြင်ရတာပါ ဆိုပြီးရไอเดียမှာဆိုပြီးရသူတရက်နေ့မှာလုပ်မယ်ဆိုပြီးပြောခဏရနဲ့အဲကျွန်တော်ကခံမှန်းလိုက်တာပေါ့နော်သူတို့ရဲ့60 year နဲ့6 month anniversary ပေါ့သူအဲ့မှာသူ့ရဲ့စိတ်ကူးလေးက campaign မှာလက်မှတ်ထိုးမယ်အဲပြီးလို့ရှိလို့ရှိရင်သူ့ရဲ့အကြိုက်ဆုံးအယောင်အဖြူအောင်လေးနဲ့ပွဲထွက်မယ်ဆိုပြီးသူကိုယ်တိုင်စဉ်းစားထားတာပေါ့နော်အဲ့ဒါကိုကျွန်တော်နဲ့တိုင်ပင်ပြီးတော့အော်ဘယ်လိုလေးဘယ်လိုလေးလုပ်မလဲဆိုပြီးတော့ကျွန်တော်တို့အကောင်းဆုံးဒီဇိုင်နာတွေနဲ့အဲတိုင်ပင်ပြီးတဲ့အခါကျတော့အကောင်းဆုံးဖန်တီးပေးထားပါတယ် တရားဝင်အရှင်လင်းများဖြင့်အတူတကွာပေါင်းသိနေထိုင်ကြမည်ဖြစ်ကြောင်းကိုပေါင်းသိနေထိုင်ကြမည်ဖြစ်ကြောင်းကိုဤယနေ့မှစ၍ဤယနေ့မှစ၍အတိအပြည့်မှမဟုတ်ဘူးနော်တို့သမီးတယောက်ရဲ့ skin tone တွေကိုကြည့်ရမယ်သူရဲ့ skin tone ကဒီဘာ color တွေနဲ့ light ဖက်လဲပေါ့နော်ဒီသူပြည့်ကိုလိမ့်မဲ့ဆိုရင်လည်းကျွန်တော်အဖြူရောင်ဖြစ်တဲ့အတွက် make up ကိုချိန်ရတဲ့အချိန်မှလည်းအရင်ဟို အင်ကြီးအယောင်ထက်အရင်ကြော်လွန်သွားလို့လည်းမရဘူး share လို့ဆိုရင်လည်းအတူတူပဲဒီဒီသမင် frame တွေကစအင်ကြီးနဲ့ live ဖတ်တဲ့ frame ဆိုပြနဲ့ live ဖတ်တဲ့ frame ကိုတိချတိုင်မြင်ရတယ် make up ကိုဘယ်လိုလဲရမလဲပေါ့နော်ဆိုပြကိုပုံမှန်လိမ့်နေစာပုံစံ sign တွေကတော့ sign တွေကတော့အမြဲလိမ့်ပြတာအောင်နေတဲ့အချိန်မှာအဲ့လိမ့်နေတဲ့မတူအောင်ရိုးရိုးရှင်းရှင်းလေးနဲ့ဘယ်လိုလိမ့်မလဲပေါ့နော်ဒီမျက်တောင်တွေကအစအသေးစိတ်ပေါ့နော်ကျွန်တော်ဆိုမျက်တောင်တွေဆိုလဲ choice ထားတယ်ဆိုပြီးသူပြည့်အတွက်တည်တဲ့ဆိုပြီး choice ပြီးတော့ choice ထားတာဘလို့မျက်တောင်နဲ့ဆိုပြည့်လမ်းလမ်းပါမလဲပေါ့နော်ဆိုပြည့်ဆိုလဲအတူတူပဲဒီပိုင်းရကြတော့ designer ပမန်ရကြတော့သူရဲ့ဆိုပြည့်ကိုရှေ့မှာမြန်မာစစ်စစ် main gate တဲ့နောက်မှာကြာအရင်ဟို design လေးတစ်ခုပေါ့ creation တစ်ခုကိုသူထည့်ပေးထားတယ်အဲ့ဒီအချိန်မှာအဲ့ creation ကိုလည်းပြတ်မသွားအောင်ဆိုပြည့်ရဲ့ light map frame ပေါ့နော်ဇပင်က သပင်ထုံးခွဲမှုကအစားငါတို့ friendly ထုံးကြမယ်ဆိုင်ရအစိုးရကတော့ friendly ထုံးဖို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့ဟိုဝစ်စုံရဲ့အသွားလာဘယ်လိုဖြစ်မလဲဆိုတော့မသိသေးတော့သပင် hashtag တွေကတော့အများကြီး swipe ထားတာပေါ့အဲ့ဒီမှာဒီ friendly ကိုလှပတည်သက်စွာနဲ့ဒီထုံးဖွဲ့ထားပေးရတယ်ထုံးပြလိုက်လိုက်တာပါအဲ့အမတ်ရဖြစ်တဲ့လွတ်ပါဒါကစုပြေကိုလိန်ပေးထားတဲ့ပုံစံဆိုရင်ဘယ်တော့ခါပဲလိန်လိန် နောက်တစ်ချိန်မှာပြန်လိမ့်နေဒီလုတ်ကရိုးမသွားဘူးပေါ့နော်ရိုးရှင်းဆုံးအနေနဲ့အလားဆုံးလိမ့်ချက်ပေးထားတယ်တသက်ရက်လေးပဲဟိုသူတို့တမိတယောက်ရဲ့ခန်းနာတဲ့ပင်ကိုအလှောက်ပေါ်လွင်အောင်လိမ့်ချက်ပေးထားတာပါဒီလုတ်ကညလုံးညလုံးပေါ့နော်ဆိုင်းရမိကတစ်ခုလိမ့်မယ်ဆိုရင်ညလုံးကိုတေချာကလေးစိုက်ပြီးတော့ creation လုပ်ပြီးလိမ့်ဖြစ်တယ်ပေါ့နော်ဆိုင်းရအတာချက်ပေါ့နော်ညလုံးလေးကိုဝင့်နေအောင်လိမ့်ရတာကိုဆိုင်းရသဘောကျတယ်ညလုံးမျက်ခုံဥစားပြီးဆိုင်းလိမ့်ဖြစ်တယ်ပေါ့အခုချက်အချိန်မှာလဲစုပြရညလုံးမျက်ခုံရှိရဲ့မျက်နှာ structure အကုန်လုံးအလှပြီးသားပြည့်စုံပြီးသားဆိုတော့ဟို အဲ့ပြည့်စုံမှုကိုပဲပံ့ပိုး supporting crew အနေနဲ့ပဲအကောင်းဆုံးလင်းချဲ့ပေးသွားတယ်ဟိုအများကြီး market တွေအများကြီး share တွေအများကြီးဖြစ်ရင်လဲဆိုပြီးကြည်လင်းတဲ့အလားပြောက်သွားမှဖြစ်တဲ့အတွက်ဒီရိုးရှင်းတဲ့ဘောင်အတွင်းကပဲအကောင်းဆုံးလင်းချဲ့ပေးထားတာပေါ့နော်ဒီ trend ဖြစ်မဲ့လူလေးတစ်ခုကိုဖန်တီးပြီးလင်းချဲ့ပေးထားပါပါ စပီရဲ့မျက်နှာလေးရှင်ရဲ့ဟာရှင်နေတာပါဟုတ်ပါကိုငယ်ကစုပြီးတော့베ချင်းကြည့်ကြည့်ချစ်စရာလေးလှလိုက်တာလို့ပဲအမြဲတမ်းပြောတယ်ဒါကတော့ဟိုကိုငယ်ကအရင်ချစ်တာဟိုအရင်ချစ်တဲ့အချစ်တွေကကိုငယ်မပေါ်လွင်နေလေနော်အားကြောင့်မို့အာစုပြီးတော့မိသားစုကကျွန်တော်တို့နဲ့စတီကနေရတဲ့မိသားစုတယောက်လို့ကျွန်တော်တို့တွေကိုနေနေထွေးထွေးဆက်ဆက်နေအဲပြီးတဲ့ခါကျတော့အခုလိုပွဲမှလည်းကျွန်တော်တို့မန္တလေးကမိတ်ဆက်စရာကိုပေါ့နော်အာပွဲထုတ်ပေးတဲ့အတွက်လည်းစုပြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟိုကျွန်တော်ဘဝရဲ့မိတ်ကက် တက်တန်းပါဗောနောပထမဦးဆုံးမင်းသမီးရဲ့မင်္ဂလာဆောင်ကိုလိမ့်ချဲခွင့်ရတဲ့အတွက်ကျွန်တော်ဒီနေ့ကိုဘာလို့မမေ့အရင်လဲကုန်ယူမယ်ဘာလို့မလဲမမေ့ဘူး အော် ပထမဦးဆုံးအနေနဲ့အဒီပေါ့နော် signing day ကိုဟို make link ချေဖို့အတွက်ကမ်းလှမ်းပေးတဲ့ကိုငယ်နဲ့ဆိုပြီးအရန်ကျေးဇူးတင်ပါတယ်အဲပြီးတော့ပထမဦးဆုံးမန္တလေးရ make ဆရာကိုပွဲဥထုတ်ပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ပြီးတဲ့အခါကျကိုငယ်နဲ့ဆိုပြီးတော့အရန်ကိုသဘောထားပြည့်တဲ့ဇနီးမောင်နှံအခုဖြစ်သွားပြီပေါ့နော်အဲ့အတွက်လည်းအထူးကို congratulation ပါလို့ဒီနေ့မှာက signing day ဆိုတော့အစ်သူနှစ်ယောက်ရဲ့ အမတ်တက်လက်မထိုးတဲ့နေလေးဖြစ်တယ်ဒီနေ့ကနေစားပြီးတော့ဗောနော်နောက်ထပ်နှစ်ပေါင်းများစွာအဲချီရတော်မိသားစုဒီတာတာမိမိလေးနဲ့ပျော်ရွှင်တော့ဘဝကို A2 ပုံမှာဖျက်ဆီးနိုင်ပါစေလို့စတောင်းပေးပါရစေပါစေပါ